Happy Christmas အားလုံးပဲဖခင်တခင်ရဲ့ညီတက်ချင်းဝမ်းမြောက်ခြင်းများ Christmas နဲ့သက်ဆိုင်တဲ့ညီတက်ချင်းဝမ်းမြောက်ခြင်းများအားလုံးပေါ်မှာတက်ရောက်ပါစေလို့ရှိဦးစွာနဲ့ကျွန်တော်နှုတ်ခွန်းဆက်သားခြင်းပါတယ်ဆိုတော့ဒီကနေ့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ပြန်ဒူတကွာပြန်လည်ပြီးခါမှလေ့လာကြမှာဖြစ်ပါတယ်ဆိုတော့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုဒီနေ့ကျွန်တော်လေ့လာဖို့အတွက်ကျွန်တော်ရွေးချယ်ထားတဲ့ကောင်းစဉ်ကတော့လောကကိုချစ်တော်ဖခင် Christmas ရာသီဖြစ်တဲ့အခါမှာလောကကိုဘလောက်အထိဖျားရှင်ကချစ်တယ်လဲဆိုတဲ့အကြောင်းအရာ အဲလောကကိုချစ်လွန်းလို့သူကြွလာမဲ့အเจ้าရာကို ပုဂ္ဂိုလ်၃မျိုးထံမှာသူကြွလာမဲ့အเจ้าကိုဖော်ပြပေးထားတဲ့အเจ้าရာလေးကိုကျွန်တော်တို့ကလေ့လာကြမှာဖြစ်တယ်။လောကကြီးကဘလောက်ပဲညစ်ပတ်ဆုပ်ပြတ်တတ်နေပေမဲ့ဖျားရှင်ကလောကမှာရှိတဲ့ပုထုဇဉ်လူသားတွေကိုအရင်ချစ်တဲ့အเจ้าကိုနော်သူတက်တည်ပြဖို့အတွက်ကိုလောကကိုကြွလာမဲ့အเจ้าကိုသူဖော်ပြပေးထားတယ်ဆိုတော့ကျွန်တော်တွေ့လို့ရပါတယ်။အဲ့ဒါကြောင့်ဒီနေ့ အတူတကဘုရားရဲ့နှုတ်ကပတော်ကိုလေ့လာဖို့ကျွန်တော်ကောင်းစဉ်တက်ချံလောကကိုချစ်တော်ဘုရားဆိုတဲ့ကောင်းစဉ်အဖြစ်ကျွန်တော်လေ့လာကြမှာဖြစ်ပါတယ်ခဏဆုတောင်းစကန်နှမ်းကြရအောင်တန်ရှင်းတဲ့ဘုရားနာမတော်ကိုချီးမွမ်းနေတာသမီးတို့ဒီနေ့ကိုရဲ့နှုတ်တော်ထအားဖြင့်တာ၍ခရစ်မတ်ရဲ့နည်းနည်းချင်းများကိုရဲ့ချစ်ချင်းမြတ်တာကိုတာ၍နားလေသဘောပေါက်နိုင်ရန်လုံးကမစာပြေတော်မူပါကိုရောဟောပြောသူတို့တော်တော်လကောင်းကြားနာသူတို့တော်တော်လကောင်း ကောင်းကြီးမင်္ဂလာဖြစ်စေတော်မူပါဝိညာဉ်မှာတာ၍ကြီးထွားတော်သူများဖြစ်စေတော်မူပါယေရှုနာမဖြင့်ဆုတောင်းဆက္ကန့်အနှံကြပါဖခင်သခင်အာမင်လောကကိုချစ်တော်ဖခင်ဟာခက်အဆက်ဆက်မှာလောကမှာကြွလာမယ့်အကြောင်းအပြစ်သားများကိုကယ်တင်မဲ့အကြောင်းအရာကိုကြိုတင်ပြီးခါမှာဖော်ပြပေးထားပါတယ်။အဲဖော်ပြပေးတဲ့နေရာမှာနီလန်၃ခုနဲ့သူဖော်ပြပေးထားတယ်ဆိုတော့ကျွန်တော်တွေ့လို့ရတယ်။အဲနီလန်၃ခုလုံးကိုကျွန်တော်တို့ဒီကွာလေ့လာကြမှာဖြစ်ပါတယ်။နံပါတ်၁ချက်ကဘာလဲဆိုရင်ဖျားသခင်ဟာ ဓမ္မဟောင်းခင်မှာ prophet ကိုအသုံးပြုပြီးမှကြွလာမယ့်အကြောင်းကို ပြောပေးခဲ့ပြီးသားဖြစ်တယ်။ prophet မြောက်များစွာကိုအကြွလာမယ့်အကြောင်းအရာတွေကို ဖော်ပြပေးခဲ့ပြီးသားဖြစ်ပါတယ်။အခုတော့ကျွန်တော်တို့အဲထဲကနဲ့မိခာ prophet ရှင်မှာဘုရားရှင်ကဖော်ပြပေးထားတဲ့အကြောင်းအရာကိုကျွန်တော်လေ့လာကြမှာဖြစ်တယ်။မိခာအခန်းကြီးကအပိုင်ငယ်နှစ်ကနဲ့၄အထိဖြစ်ပါမယ်။ ဆိုတော့မိခာနာကတိချမ်းဟာကျွန်တော်ကြည့်လိုက်တဲ့အခါမှာခရစ်တော်မမွေးဖွားမီနှစ်ပေါင်း900နှစ်ပေါင်း900လုံးလုံးခရစ်တော်မမွေးဖွားခင်ကရက်နဲ့လောကကိုချစ်လွန်းတဲ့ဖခင်အပြစ်နွန်ထဲမှာပို့ထုစဉ်လူသားတွေနေတယ်ဆိုတာကိုတည်ပြီးမှကယ်တင်ဖို့ကြွလာမဲ့အကြောင်းကိုနှစ်ပေါင်း900ခရစ်တော်မကြွလာမီခင်ကရက်နဲ့ဂျူဒင်ပြီးခါမှာဟော်ကင်းထုတ်ခဲ့ပြီးသားပဲဖြစ်ပါတယ် အကြောင်းဖဲနှုတ်ကပတ်တော်ကိုကျွန်တော်ကြည့်ကြရအောင်မိခါခန်းကြီးငါပိုင်ငယ်နှစ်ကနဲ့လေးအိုးဘက်တလင်အဖရမ်မြို့အစိုးရတော်ယူရာမြို့တို့တွင်တင်းဒီမြို့ငယ်မြို့ရုပ်ဖြစ်တော်လဲဤတေလအမျိုးကိုအုတ်စိုးရတော်တခင်ဒီငါတို့အဖို့တင်းဤအထဲ၌ပေါ်ထွန်းလက်တန်းထိုးတခင်ဒီရှေးကကဘာမှဆ၍ပေါ်ထွန်းသောတခင်ဖြစ်၏တို့ဖြစ်၍တားဖွာခြင်းဝေဒနာကိုခံရသောမိမ့်မသည်မဖွာမီတိုင်အောင်၎င်း ဤတေလအမျိုးသားတို့နှင့်တကွကြံ့ကျွင်းသောညီအကိုတို့သည် မပြောင်းလဲမီတိုင်အောင်၎င်းသူတို့ကိုစွန့်ပစ်တော်မူလိမ့်မည်ထိုသခင်သည်ရက်၍ထာဝရဖျား၏အစွမ်းတတိနှင့်၎င်းမိမိဖျားသခင်ထာဝရဖျား၏နာမတော်ဘုံအာနုဘော်နှင့်၎င်းမိမိတိုးစုကိုကျွေးမွေးလိမ့်မည် တို့ဒီလေတီကြလိမ့်မည်အကြောင်းမူကားထိုသခင်ဒီမြေကြီးဆွန်းတိုင်အောင်အစိုးရ၍ရန်ငိမ့်ချင်းအကြောင်းဖြစ်တော်မူလိမ့်မည်ဖတ်သွားတဲ့နှုတ်ဘတ်တော်ရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေကြည့်ပါဒီမှာ make car profession မှာနော်ဖျားရှင်ကဖွင့်ပြ baby သားပဲဖြစ်ပါတယ်ဘယ်လိုမျိုးသင်ဟာမြို့ရုပ်မြို့ငယ်ဖြစ်တော်လဲဤတေလလူတွေကိုအုပ်ဆိုးဖို့အတွက်သခင်ပေါ်ထွန်းလာမယ်ဆိုပြီးခါမှရှေးကကဘာကလေးကနဲ့ ပေါ်ထွန်းလာမယ်ဖျားဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုဒီမှာဖော်ပြပေးထားပဲကျွန်တော်တွေ့လို့ရပါတယ်အဲ့လိုသခင်ဟာတဲ့ဤတေလာအမျိုးတို့ကိုနော်ဘာဖြစ်လဲဆိုတော့ကေတင်မဲ့အရှင်ဖြစ်တယ်အဲ့ဒါထက်လာမဟုတ်ဘူးအဲ့ဤတေလာအမျိုးသားတို့ကတဲ့သူ့ကိုလည်းစွန့်ပစ်တော်မူလိမ့်မယ်တဲ့အဲ့သခင်ကတဲ့သာဝရဖျားကြီးအစွမ်းတတ္တိနဲ့၎င်းတဲ့သာဝရဖျားကြီးနာမအတော်ဘုံတကောအာနုပေါ် နောက်ပြီးခမပါလဲမိမိတိုးစုကိုကျွေးမွေးလိမ့်မည်ဖော်ပြပေးထားပါတယ်ထိုသခင်ဟာတဲ့မြေကြီးစွန်းတိုင်အောင်အစိုးရ၍ရန်ငင်းချင်းအကြောင်းဖြစ်တော်မူလိမ့်မည်ထပ်ပြီးဖော်ပြပေးထားတယ်အဲ့တော့ဒီအချက်လက်တွေကိုကျွန်တော်ကြည့်တဲ့အခါမှာဘက်ကံမြို့ဟာမြို့ရုပ်မြို့ငယ်လေးဖြစ်ပေမဲ့လည်းဖျားရှင်ကလောကကြီးကိုသူကြွလာမယ်အကြောင်း ်ဘက်ကမျိုးလေးဟာမျိုးရုပ်မျိုးငယ်ဖြစ်ပေမဲ့အဲ့လမ်းကြောင်းကိုရွေးချယ်ပြီးခါမှဤဒေသလူတွေနဲ့စัจ java လာမှာရှိတဲ့အပြစ်သားတွေကိုကယ်တင်ဖို့ကြွလာမယ့်အကြောင်းအရာကိုဖော်ပြပေးထားတာကိုကျွန်တော်ကတွေ့လို့ရတယ်။အဲကြွလာမယ့်ဖယားကထာဝရဖျားရဲ့အစွမ်းတတိဒီချင်းကနဲ့အောင်မြင်နိုင်တဲ့အစွမ်းတတိအနာယောဂါတွေကိုနော်ဂျမ်းမာစေနိုင်တော့အစွမ်းတတိ အစွမ်းတတိအရာအားလုံး ਨੇ ပြည့်စုံတဲ့သူဖြစ်လိမ့်မယ်တဲ့ထာဝရဘုရားရဲ့ဘုံအာနုဘော ਨੇ လည်းပြည့်စုံတော့သူဖြစ်လိမ့်မယ်တဲ့ဒါနဲ့ပြီးလားမပြီးသေးဘူးမိမိတိုးစုကိုလည်းကျွေးမွေးလိမ့်မယ်တဲ့ဖခင်ကိုယုံကြည်တဲ့တားသမီးတွေကို အတွင်းလူလို့ခေါ်တဲ့ဝိညာဉ်လူကိုလည်းဝဝနော်စုံစုံလင်လင်နဲ့ကျွေးမွေးလိမ့်မယ်ဆိုပြီးခါမှာဖော်ပြပေးထားတာကိုကျွန်တော်တွေ့လို့ရတယ် အရှင်ဟာတဲ့မြေကြီးဆွန်းတိုင်အောင်အစိုးရပြီးခါမှရိုက်ငိမ့်ချင်းအကြောင်းကိုလည်းဖြစ်စေမယ်ဆိုပြီးခါမှမိခါပရောဖက်အဖြစ်ကျွန်တော်ကတည်ရပြီးသားပဲဖြစ်တယ်အဲ့တော့ဘုံအာနုဘော ਨੇ ပြီးဝတဲ့ဘုရားရှင်ဟာလောကီတားတွေကိုအယံမဲ့ချစ်လွန်းတယ်တင်နဲ့ကျွန်တော်ကိုအယံမဲ့ချစ်လွန်းတယ်တင်နဲ့ကျွန်တော်ဟာဘာမှမဟုတ်ပါဘူးတေချာစဉ်းစားကြည့်လိုက်တင်ရဲ့တက်တာကျွန်တော်ရဲ့တက်တာကိုပြန်စဉ်းစားကြည့်လိုက် နေတိုင်းကျွန်တော်တို့ကကာယကံဝစီကံမနောကံလို့ပြောတဲ့အပြစ်တီနေပဲကျွန်တော်တို့ကပြည့်ရှံနေတော့သူတွေဖြစ်တယ်။တယောက်ကိုတယောက်တော်မှကျွန်တော်တို့ကမတည့်ချင်ကြအောင်မပေါင်းချင်ကြအောင်။ဒါပေမဲ့ဒီလောက်ညစ်ပတ်ပေတင်နေတဲ့လောကကြီးကိုပုထုဇဉ်လူသားတွေကိုဖျားရှင်ကတော့အယံမဲ့ချစ်လွန်းနေတဲ့ချစ်လွန်းတဲ့အတွက်ကြောင့်သူကြွလာမဲ့အကြောင်းအရာကိုနှစ်ပေါင်း900 မိခါပရောဖက်ကိုဖွင့်ပြပြီးခါမှာသူကြွလာမဲ့အကြောင်းအရာကိုဖော်ပြပေးထားတာကိုကျွန်တော်တွေ့လို့ရပါတယ်ကြည်ပါဖျားသခင်ရဲ့ချစ်ချင်းမြတ်တာဘယ်လောက်ထီကြီးမားတယ်လဲသင်ဘလူမျိုးဖြစ်နေပါစေသင်ချမ်းမာတာသင်ချမ်းမာရေးမကောင်းတာသင်အောင်မြင်တာသင်ဆုံးရှုံးတာသင်ချိုတဲ့တာအယက်ပူတာရှည်တာအတားရအလုံးကွဲပြားမှုတွေကိုမကြည့်ပဲနဲ့ သင်ကိုရဲရဲဆက်ဆက်ချစ်တဲ့ထာဝရဘုရားက သူလောကကိုကြွလာမယ့်အကြောင်းကို နှစ်ပေါင်း900ခရစ်တော်မမွေးခင်ခရဲကနဲ့သူကြွလာမယ့်အကြောင်းကိုဖော်ပြပေးထားတာကျွန်တော်တွေ့လို့ရပါတယ်။ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေသင်ဘာလို့အားငယ်နေသလဲ။သင်ကိုချစ်လို့နဲ့ဘုရားကသင်ဟာအပြစ်လွန်ထဲကနဲ့မလွတ်မြောက်နိုင်ဘူးဆိုတာကိုသိတဲ့အတွက်ကြောင့် အပြစ်နွေတဲ့ကနဲ့လွတ်မြောက်ဖို့အတွက်ကိုသူကြွလာမဲ့အကြောင်းကိုနှစ်ပေါင်း900ခရက်ကနဲ့ချုပ်တင်ပြီးခါမှဖော်ပြပေးထားတာဖြစ်တယ်။ဘလောက်ထိချစ်ဖို့ကောင်းတဲ့ကျွန်တော်ကိုးကွယ်တဲ့ထာဝရဘုရားဖြစ်တယ်လဲဆိုတော့ကိုပြန်ပြီးခါမှဆင်ကျင်ပြီးခါမှခရစ်မတ်ရာသီမှာဘုရားရဲ့ကောင်းမြတ်ခြင်းကိုပြန်ပြီးမှခွန်အားယူကြရအောင်။ကျွန်တော်တို့တော်လို့တတ်လို့မဟုတ်ပါဘူး။ကျွန်တော်တို့ကျွမ်းကျင်လို့မဟုတ်ပါဘူးကျွန်တော်ပညာတတ်လို့ကျွန်တော်ဘွဲဒီဂရီကြောင့်ကျွန်တော်စီးစိမ်ဥစ္စာကြောင့်မဟုတ်ပါဘူး သာဝရဖြတ်ရဲ့အချစ်တစ်ခုထဲကြောင့်သာကျွန်တော်တို့ဒီဟာလွတ်မြောက်ခြင်းကိုရရှိတာဖြစ်တယ်။ငြိမ်သက်ခြင်းကိုရရှိတာဖြစ်တယ်ဆိုတာကိုထပ်လောင်းပြီးခါမှအားပေးချင်ပါတယ်။အဲအကြောင်းရကို make up prophet အားဖြင့်ဓမ္မဟောင်းထဲမှာသူကြွလာမယ့်အကြောင်းကိုသူ့ရဲ့သားသမီးတွေကိုခွန်အားပေးထားတာကိုကျွန်တော်တွေ့လို့ရပါတယ်။တင်စိတ်တကြနေပြီလား။တင်အားငယ်နေပြီလား။တင့်ကိုကယ်တင်ဖို့ခရစ်တော်ဒီကနေ့မှကြွလာပြီဖြစ်ပါတယ်။ ယုံကြည်လက်ခံလိုက်ကြရအောင်ဒုတိယချက်အနေနဲ့ဆက်လက်ပြီးမှ तू ကြွလာမယ့်အကြောင်းအရာကိုထပ်ပြီးမှဖော်ပြပေးတယ်ဘသူဒီအားဖြင့်ဖော်ပြပေးထားလဲဖယားသခင်ဟာတိုးထိန်များနဲ့ယောသမာရီတို့ကိုလည်းအတုံးပြုပြီးခါမှကြွလာခဲ့တယ်ဆိုတော့ကျွန်တော်တို့ကဓမ္မသစ်ကိုကြည်ချင်းအားဖြင့်သိလို့ရတယ်ပရိုဖက်ဒီအားဖြင့်သူနမိတ်လက္ခဏာ तू ကြွလာမယ့်အကြောင်းအရာတွေကိုကြိုတင်ပြီးခါမှနမိတ်ဒီပြောပြခဲ့ပြီးပြီး အခုတော့တကယ်ပဲလက်တွေ့မှာဓမ္မသစ်မှာကြတော့ဒိုးထိန်နီမာရိနဲ့ယောသတ်တို့ရဲ့အသက်တာကိုအသုံးပြုပြီးခါမှလောကကိုကြွလာတယ်ဆိုတော့ကျွန်တော်တွေ့လို့ရပါတယ်အဲ့ချိန်မှာပဲကျွန်တော်ကပျော်ပါစွာနဲ့လောကကိုကြွလာတဲ့ဖခင်ကိုကျွန်တော်တို့ကကျူဆူကြတာမဟုတ်ဘူးလားလောကဝမ်းမြောက်ဖခင်ကြွလာကျွန်တော်ဆိုကြတယ်မဟုတ်ဘူးလားအဲ့เจ้าရကိုပဲရှင်လူကခန်းကြီးနှစ်အပိုင်ငယ်၄ကနေ၁၁မှာဒီလိုဖော်ပြပေးထားပါတယ် ယောသတ်တီလဲဒါဝိအမျိုးနွယ်ဖြစ်၍ထိမ်မြဆောင်နှင်းသောမယားမာရိနှင့်အတူစရင်ဝင်ချင်းကဂါလိလဲပြည်နာဇရက်မြို့မှယူဒပြည်တွင်ဘက်လင်အမည်ရှိသောဒါဝိ၏မြို့သို့သွား၏ထိုအခါမာရိသည်ပရိတ်တရအရင်အမှရှိ၏၆မှာဘဲလက်မြို့၌ရှိစဉ်ဖွာအံ့တော်နေလာစေလင်ဒါဥကိုဖွာမြင်၍အဝက်နှင့်ပတ်ရည်ပြီးမှဧည့်သည်တဲရာဆရ၌သူတို့နေရာ မရှိသောကြောင့်သူငယ်ကိုနားစခွက်၌တိတ်ထားလေ။ရှစ်ထိုပြီမှာတိုးထိန်တို့သည်ညအခါတော်ရ၌တဲခိုလက်မိမိတိုးစုကိုစောင့်နေကြသည်ဖြစ်၍ကိုထာဝရဖျားကြီးကောင်းကင်တမန်သည်သူတို့အနာမှာပေါ်လာ၍ပဝန်းကျင်၌ထာဝရဖျားကြီးဘုံတော်ထွန်းတောက်သည်ဖြစ်သူတို့သည်အလွင်ကြောင်ရင်ချင်းတို့ရောက်ကြ၏။ကောင်းကင်တမန်ကလည်းကြောင်ရင်ချင်းမရှိကြတဲ့လူအပေါင်းတို့သည်အလွင်ဝမ်းမြောက်ဆရာတရင် ကိုငါသည်တင်တို့အားကြပြော၏၁၇မှာယနေ့တွင်ဒါဝိမြို့၌တခင်ခရစ်တော်တည်ဟုသောကဲတင်တော်ရှင်သည်တင်တို့ပို့လို့ငါဖွားမြင်ခြင်းကိုခံတော်မူ၏ဖတ်တော်တဲ့နှုတ်တော်ရောက်စီတိုင်းပေါ်မှာကောင်းကြီးပေးပါစေကြည့်ပါဖះရှင်ကသူချွတ်လာမယ်ဆိုတဲ့အကြောင်းအရာကိုဓမ္မဟောင်းမှာဖော်ပြပေးပြီးပြီဓမ္မသစ်မှာကျတော့လက်တွေ့နဲ့တိုးထိန်ဒီကတိုးထိန်နေတဲ့အချိန်မှာလောကကိုကဲတင်မဲ့အရှင်ဟာခရစ်တော်ဟာလောကကို ဖွားမြင်လို့လာပြီဆိုပြီးတိုးထိန်နီကိုသတင်းကောင်းပေးတယ်ဘက်တိုရီကိုအုံပြုတ်တယ်လေယောသတ်နဲ့မာရီကိုအုံပြုတ်ပြီးခမလောကကိုကြွားဆင်းလာတယ်ဆိုတာကိုကျွန်တော်ကတွေ့လို့ရပါတယ်လောကကိုချစ်လွန်းတဲ့ဖခင်ကဂရိပေးထားတဲ့အတိုင်းလက်တွေ့ကြကြနဲ့ယောသတ်နဲ့မာရီကိုအုံပြုတ်ပြီးခမလောကကိုကြွလာတဲ့အကြောင်းကိုတိတ်တခိုးလေးထဲမှာပဲတိုးထိန်နီကိုလည်းအကြောင်းပြပြီးခမသတင်းကောင်းကိုပြန်ဝေတယ်ဆိုတာကိုကျွန်တော်ကတွေ့လို့ရပါတယ်အဲ့မှာကြည်ပါဖခင်ရှင်က သူကြွလာတဲ့အခါမှာအပြိုကညာမာရီကိုအတုံးတော်ခံအဖြစ်နဲ့ရွေးချယ်ပါတယ်။နော်မာရီဆိုအားလုံးကတည်ပြီးသားအပြိုကညာကိုကိုကိုစိတ်ချဆုံးချိန်မှာဖះရှင်ကသူ့ကိုရွေးချယ်ပြီးခါမှာရောတတ်နဲ့လက်မထက်မြေချိန်မှာပရိသတ်ရီဆွဲယူပြီးမှတားယောက်ျားကိုမှုေးဖွားတယ်။အဲ့ဒါကိုယေရှုလိုပေးတယ်။အဲ့ချိန်မှာလောကအနေနဲ့လက်ထပ်တော်မဲ့မာရီဟာ ဝိညာဉ်တော်အဖြစ်ပြိတ္တိဆွဲယူလာတဲ့အခါမှာယောသက်ကကြွားရှင်းဖို့လုပ်တဲ့အခါမှာဖခင်ကသူ့ကိုစကားပြောတဲ့အခါမှာခရစ်တော်ကိုပြုစုပြောထောင်ပေးတဲ့เนาะယောသက်ကြီးလဲဒီမှာပါဝင်နေဆိုတော့ကိုကျွန်တော်ကတွေ့လို့ရပါတယ် အကြောင်းယောသတ်နဲ့မာရိကိုဘုရားရှင်ကအတုံးပြုပြီးခါမှာသူ့ရဲ့ဘဝကိုလောကမှာကြွလာတဲ့အခါမှာသူ့ဘဝကိုတိဆောက်ခိုင်းပြီးခါမှာသူကြွလာတဲ့အကြောင်းအရာကိုတိုးထိန်များကိုလည်းအတုံးပြုပြီးခါမှာတရင်ကောင်းကိုဝင်ခတယ်ဆိုတော့ကျွန်တော်ကတွေ့လို့ရပါတယ်။ဘုရားရှင်ကလောကကိုကြွလာတဲ့အခါမှာတင်းနဲ့ကျွန်တော်ရဲ့အပြစ်သားတွေပူထူစဉ်လူမှန်မှန်သမျှအပြစ်နုံထဲမှာ ရောက်နေတော့သူတွေဟာအပြစ်နုံထဲကနေလွဲမြောက်ဖို့အတွက်ကိုမပါလို့တလေဆိုတော့ အထာဝရဖျားရှင်ရနဲ့ခွင့်လွှတ်ခြင်းတရားကိုရနိုင်ဖို့အတွက်ကိုဖျားရှင်ကပြင်ဆင်ပေးထားတယ်။အဲ့ပြင်ဆင်ပေးထားတဲ့လမ်းကြောင်းပေါ်မှာရောက်နိုင်ဖို့အတွက်ကိုယောသနဲ့မာရိကိုအသုံးပြုပြီးမှအဲ့ကြွလာတဲ့အကြောင်းအရာကိုသိုးထင်းတွေကိုလည်းပြန်ပြီးခါမှအသုံးပြုတယ်ဆိုတော့ကျွန်တော်တို့ကတွေ့လို့ရပါတယ် အားဖြင့်ကျွန်တို့ရဲ့အတ္တတာထဲမှာခရစ်တော်ဟာမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံလိုက်တာနဲ့ကျွန်တော်တို့ဟာကယ်တင်တော်အရှင်ဟာကျွန်တော်တို့အတွက်မွေးဖွားပြီဆိုပြီးမှကျွန်တော်ကတတ်မှတ်လို့ရပါတယ်။အဲဒါကြောင့်ယောသတ်နဲ့မာရိကဒီကနေ့မှာနော်ဖယားရှင်ရဲ့အတုံးတော်ခံနေဖြစ်တယ်လို့တင်နဲ့ကျွန်တော်ဟာလည်းဖယားသခင်ရဲ့အတုံးတော်ခံနေဖြစ်နိုင်ပါတယ်ဆိုတော့ကိုထပ်လောင်းပြီးမှကျွန်တော်တရင်ကောင်းပါချင်ပါတယ် အဲ့ဒါကြောင့်ကျွန်တော်လောကကိုချစ်လွတ်တဲ့ဖခင်ကြွလာတဲ့ခါမှာယောသတ်နဲ့မာရိအတုံးပြူပြီးခါမှာတိုးထင်းဒီကိုတရင်ကောင်းကိုဝင်ခပေးတယ်လို့ဒီကနေ့မှာတင်တဲ့ကျွန်တော်ကိုဖခင်ရှင်ကအတုံးပြူပြီးခါမှာတိုးထင်းဒီကဲ့သို့အေးဝင်ကေလိတရားကိုဝင်ခတော်သူများဖြစ်ဖို့တိတ်ပြီးခါမှာအရေးကြီးပါတယ်တိုးထင်းဒီဟာအဲ့တရင်ကောင်းကိုကြားတဲ့ခါမှာဒီတိုင်းနေလာမနေပါဘူးသူတို့ကြားတဲ့တရင်ကိုသူတို့ဟောပြောကြတယ် ဒီချိန်မှာမေရှိယမွေးလာတယ်ဒီချိန်မှာခရစ်တော်မွေးလာမယ်ဆိုတဲ့အကြောင်းအရာကိုပြောတဲ့အခါမှာတရင်ကပြန့်နှံ့သွားတယ်ဆိုတာကိုကျွန်တော်ကတွေ့လို့ရပါတယ်ယောသတ်နဲ့မာရိကိုရွေးချယ်တဲ့ဖခင်ကတင်ဒီကနေ့မှာတင်တဲ့ကျွန်တော်ကိုလည်းရွေးချယ်ပြီးခါမှာတိုးထင်းနေကဲ့သို့ကျွန်တော်ခရစ်တော်ကြွလာတဲ့အကြောင်းအရာကိုတရင်ကောင်းဝေငှစေချင်တာဖြစ်တယ်ခရစ်တော်လို့ပြောတဲ့အခါမှာဘာသာရေးဆရာမဟုတ်ပါဘူး ခရစ်တော်ဆရာလောကစကြဝဠာတစ်ခုလုံးကိုကယ်တင်မဲ့အပြစ်သားပုထုဇဉ်လူသားအလုံးမတတ်နိုင်တဲ့လောဘမောဟဒေါသဆိုတဲ့အရာတွေကနေကယ်တင်နိုင်ဖို့အတွက်စစ်မှန်တဲ့တရားလမ်းကို ပြပေးမဲ့ဖရားရဲ့လောကကိုချော့လာခြင်းအကြောင်းအရာကိုကျွန်တော်တို့ပြောနေခြင်းပဲဖြစ်ပါတယ်အဲ့တော့ကြောင့်ကျွန်တော်တို့ရဲ့အသက်တာထဲမှာကျွန်တော်ရရှိလာတဲ့ခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာ ခရစ်တော်ကကျွန်တော်ကိုအသုံးပြုပြီးခါမှာဝမ်းမြောက်ခြင်းလွတ်မြောက်ခြင်းတွေကြုံတွေ့လာတဲ့အရာကိုပြန်ပြီးခါမှာသူတစ်ပါးကိုဝေငှဖို့အတွက်ကိုဖះရှင်ကအလိုတော်ရှိတာဖြစ်တယ်။ဒါကြောင့်မဲယောသတ်နဲ့မာရိကိုအသုံးပြုပြီးခါမှာနော်ဒီတိုးထင်းတွေကိုလည်းပြန်ပြီးခါမှာဝင်တရင်ကောင်းဝေငှစေတယ်ဆိုတော့ကိုကျွန်တော်ကတွေ့လို့ရပါတယ်။အကြောင်းဖះကြွလာပြီးဖြစ်တဲ့အကြောင်းအရာကိုသင်တဲ့ကျွန်တော်ကလည်းပဲ လောကလူသားအလုံးအတွက်ဖျားကြွလာတဲ့အကြောင်းအရာကိုဆက်လက်ပြီးဝေငှနိုင်တဲ့ဖျားရဲ့သားသမီးတွေဖြစ်ကြရအောင်လို့ထပ်လောင်းပြီးကမှကျွန်တော်ခွန်အားပေးချင်ပါတယ်။နောက်ဆုံးအချက်အနေနဲ့ကျွန်တော်ပြောချင်တာကကောင်းကင်တမန်တို့ဒီကြွေးကြော်စီပြီးကြွရောက်လာတဲ့ဖျားဖြစ်တယ်။ပထမမှာ prophetic ကိုအသုံးပြုပြီးကမှကြွေးကြော်တယ်။ဒုတိယမှာမာရိနဲ့ယောသတ်နဲ့တို့ထင်းတရားဖြစ်သူကြွေးကြော်ပြီးကြွရောက်လာတယ်။နောက်ဆုံးမှာကောင်းကင်တမန်နေအဖြစ်နဲ့သူကြွေးကြော်ပြီးမှကြွရောက်လာတယ်ဆိုတဲ့အကြောင်းအရာကိုရှင်မတဲခရစ်ဝင်ကျမ်း အခန်းကြီး1အပိုင်းငယ်21ကနေ23မှာကျွန်တော်ကတွေ့လို့ရပါတယ်ကျွန်တော်ဒီရက်နဲ့ဖတ်ပြရစင်21တားယောက်ျားကိုဖွားမြင်လိမ့်မည်ထိုသားသည်မိမိလူတို့ကိုအပြစ်မှကယ်ချွတ်မည်သူဖြစ်သောကြောင့်ယေရှုဟုသောအမည်ဖြင့်မှားရမည်အကြောင်းကောင်းကင်တမန်ဆို၏ယေရှုကြွလာမယ်ယောသနဲ့မာရီအဖျင်အဲကြွလာတဲ့လောကကိုချစ်တဲ့ဖျားဟာတဲ့ မိမိလူတို့ကိုအပြစ်မှကဲချွတ်မိတော့ကိုကိုကိုလောကမှာရှိတဲ့ပုထုဇဉ်လူသားမှန်တဲ့မြတ်ကမကဲချွတ်နိုင်ဘူးအဲ့ဒါကိုတီးတဲ့အတွက်ကြောင့်တဲ့မိမိလူတို့ကို အပြစ်မှကဲချွတ်မိတော့ယေရှုလို့ခေါ်တဲ့ဖျားကြွလာလိမ့်မယ်လို့ကောင်းကင်တမန်ဒီကပြောတယ်အဲကောင်းကင်တမန်ဒီကကြွေးကြော်တဲ့အတိုင်းပဲအပြစ်ကနဲ့ကဲလွတ်မဲ့သူယေရှုဟာလောကကိုကြွလာတယ် ိုင်ငယ်20နှစ်မှာထိုအကြောင်းအရာမူကားသာဝရဖျားဒီပရောဖက်ဖြစ်ထားတော်မူသောပြာဒိတ်တော်ပြည့်စုံမြဲအကြောင်းဒီလမဟောင်းမှာဖျက်ရှင်က ထားပေးခဲ့ ပြီးသားပါ လောကမှာဖျက်ရှင်ချွတ်လာမဲ့အကြောင်းအရာကိုပရောဖက်ဒီအဖြစ်ဓမ္မဟောင်းကျမ်းထဲမှာဖျက်ကလမ်းပြပေးပြီးသားပဲအဲအကြောင်းအရာဒီကိုလည်းပြည့်စုံစေဖို့အတွက်ကိုတော့ဖျားရှင်ကသူပြောထားတဲ့ဂရီအတိုင်းကိုပြည့်စုံစေဖို့အတွက်ကိုဒီမှာဂရီပေးထားတာကျွန်တော်တွေ့လို့ရတယ် 23မှာအရန်ကောင်းတဲ့ကြမ်းချက်လေးပါဗျာဒိတ်တော်ချဲ့ဟုမူကားကြိရှုလို့သရုသမီးကညာသည်ပရိတ်တရီဆွဲယူ၍တားယောက်ျားကိုပွားမြင်လက်တက်ထိုသားကိုအေမာနွေလအမည်ဖြင့်မှဲရလာတန်ဟူလာတည်းအေမာနွေလနဲ့ကငါတို့နဲ့အတူရှိတော်မူသောဖျားသခင်ဟုဆိုလိုတည်းဖတ်တော်တဲ့နှုတ်ဘတ်တော်ရောက်စီတိုင်းပေါ်မှာဖျက်ရှင်ကောင်းကြီးပေးပါစေကြွရောက်လာမဲ့အပြစ်သားတွေကိုကယ်ချွတ်မဲ့ယေရှုဟာခန္ဓာလေးကြွလာတာမဟုတ်ဘူး အေမာနွေလအနေနဲ့ကြွလာတာအေမာနွေလရဲ့အနက်ကငါတို့နဲ့အတူရှိတော်မူသောဘုရားသခင်သင်ရဲ့အတ္တတာကျွန်တော်ရဲ့အတ္တတာယေရှုကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံလိုက်တာနဲ့သင်နဲ့ထာဝရအတူရှိမဲ့ဘုရားသခင်အေမာနွေလလို့ဖော်ပြပေးထားတာဖြစ်တယ်အဲကြောင့်လောကကိုချစ်လို့နဲ့ဘုရားကသူကြွလာတဲ့အခါမှာကျွန်တော်တို့ကိုခဏလေးကြွလာပြီးထားခဲ့တဲ့ဘုရားမဟုတ်ပါဘူး ကျွန်တော်တို့အပြစ်နုံတဲကနေလွတ်မြောက်ပြီးတဲ့နောက်ပိုင်းကျန်သောသူများလည်းလွတ်မြောက်နိုင်ဖို့အတွက်ဖခင်ရှင်ကသူနဲ့အတူတကွအစဉ်အမြဲအသက်ရှင်ပြီးခါမှနေ့စဉ်နဲ့နေ့တိုင်းနောက်ဆုံးတော့ကျွန်တော်ထွက်တဲ့အထိအသက်ရှင်သောဖခင်ရဲ့တာသမီတွေဖြစ်ဖို့အတွက်အီမာနွေလဖခင်ကဒီကနေ့မှာကျွန်တော်ရှင်မှာကြွရောက်လာခြင်းဖြစ်တယ်ဆိုတော့ဟိုတရင်ကောင်းလေးကျွန်တော်ပါပြစေအဲ့ဒါကြောင့်တင်ပါကိုစိုးရင်နေတယ်လေစัจ java တစ်ခုလုံးကိုဖန်ဆင်းတယ်ဖေယား တင်အနာယောဂါကိုငင်းစေတော့ဖေရနေတိုင်းတင်ကိုနော်လွတ်လပ်လပ်လပ်နဲ့လေရှူနိုင်တော့ခွန့်လွတ်လပ်လပ်နဲ့စားတော့နိုင်တော့အခွင့်တင်ကိုကြမ်းမှချင်းပေးနိုင်တော့အခွန်အားလုံးဟာဖေရရှင်ရဲ့စုဖေရရှင်ရဲ့ကောင်းကြီးမင်္ဂလာတွေပဲဖြစ်ပါတယ်အဲ့ဖေရကတင်နဲ့အတူပါရှိဖို့အတွက်ကိုလောကကိုကြွလာတယ်ဆိုတော့ကိုဒီမှာဖော်ပြပေးထားတာကျွန်တော်တွေ့လို့ရပါတယ် အဲ့လိုကောင်းမြတ်တဲ့ဖယားကိုပိုင်ဆိုင်ပြီးခါမှာနေစင်နဲ့နေတိုင်းရှောက်လန်းပြီးခါမှာသူတပားကိုကောင်းကြီးပေးနိုင်တဲ့ဖယားရဲ့သားသမီးတွေဖြစ်ဖို့အတွက်ကိုဖယားသခင်လိုတော်ရှိတာဖြစ်တယ်။အဲ့ဒါကြောင့်အေမာနွေလဖယားနဲ့ကျွန်တော်မိတ္တာယနေတိုင်းနေတိုင်းနေတိုင်းကျွန်တော်အတ္တမှာမိတ္တဟာယဖွဲ့ကြပါစို့လို့ထားလောင်းပြီးခါမှာခွန်အားပေးချင်ပါတယ်။အဲကြောင့်လောကကိုချစ်ပြီးမှကြွားရောက်လာတဲ့ဖခင်ကို ခရစ်မတ်ရာသီထဲမှာဂျိုဆိုတာမဟုတ်ပဲနဲ့အနည်းစင်နေတဲ့အသက်တာထဲမှာကျွန်တော်တို့ကဂျိုဆိုတဲ့ဖရားရဲ့ဒါသမီးတွေဖြစ်ကြရအောင်လို့ကျွန်တော်ထပ်လောင်းပြီးခါမှာခွန်အားပေးခြင်းပါတယ်အဲ့တော့ကြောင်းလောကကိုချစ်သောဖရားကြွားရောက်လာမဲ့အကြောင်းအရာကို နော်ဂျိုတင်ပြီးခါမှာဓမ္မဟောင်းကျမ်းထဲမှာဖော်ပြပေးထားတယ်ဖော်ပြပေးထားတဲ့အတိုင်းပဲဓမ္မသစ်မှာကြွားရောက်လာတယ်ကြွားရောက်လာပြီးတဲ့ခါမှာဒီတိုင်းမဲ့ကြွားရောက်လာတာလားမဟုတ်ပါဘူး ဘာဖြစ်တယ်လဲထာဝရကျွန်တော်တို့ ਨੇ အတူနေဖို့အတွက်ကြာရောက်လာတယ်ဆိုတဲ့အကြောင်းအရာတွေကိုဒီမှာဖော်ပြပေးထားတာကျွန်တော်တို့တွေ့လို့ရပါတယ်။ဒါကြောင့်ဖျားကိုချစ်တဲ့ဖျားရဲ့သားသမီးတွေတင်ပါကြောင့်တင်ငယ်နေတယ်လေ။တင်ပါကြောင့်ဝမ်းနည်းနေတယ်လေ။တင်နဲ့အစင်အမြတ်အတူပါရှိဖို့ဒီကနေ့မှာအေမာနွေလဖျားကတင်ရဲ့အသက်တာမှာရောက်ရှိလို့လာပါပဲ။တင်ရဲ့နှလုံးသားတကားကိုခောက်နေပါပဲ။တင်ရဲ့နှလုံးသားတကားကိုဖွင့်ချပြီးခါမှာ အသက်ရှင်တဲ့ယေရှုဖျားကျွန်တော်ရဲ့အပြစ်တွေကိုခွန်လွှတ်ပါကျွန်တော်ရဲ့အပြစ်များကိုခွန်လွှတ်ပြီးခါမှကိုခရစ်တော်မင်းရဲ့ကယ်တင်ပိုင်ရှင်ဖြစ်နေကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်အတွက်လဝကားတိုင်းမှာအသွေးသွန်းလောင်းတယ်ကျွန်တော်ရဲ့အရှက်တိတ်ခါတွေအတွက်ကိုလဝကားတိုင်းတရားမှာပေးဆက်တယ်ကျွန်တော်နဲ့အတူတကြွတယ် ခရစ်တော်နဲ့တူကျွန်တော်တချို့ချင်းခါရပြီးသုံးရမြောက်မှာခရစ်တော်နဲ့တူကျွန်တော်ပြန်လဲရှင်ပြန်ထမြောက်တယ်ဆိုတာကိုနှုတ်အားဖြင့်ဝန်ခံရုံနဲ့သင်ဟာဖရားရဲ့သားသမီးဖြစ်တယ်။ဖရားရဲ့သားသမီးဖြစ်ပြီဆိုရင်သင်ဟာခရစ်တော်အတူတကွနေထိုင်ဖို့ကိုခရစ်တော်ကအီမာနွေလအနေနဲ့ကြွားရောက်လာခြင်းဖြစ်တယ်။ဒါကြောင့်တင်ပါဆိုရင်တည်းလေမဆိုရင်မှနဲ့တော့ဒီကိစ္စမှာခရစ်မတ်ရာသီရောက်ပြီဆိုတဲ့တင့်အကိုကဲတင်မဲ့ယေရှုကိုယ်တိုင်ကြွားရောက်လာတယ် ။တင့်ကိုဘသူမှမကယ်တင်ဘူး။တင့်ကိုဘသူမှအားမပေးဘူးလို့အားငယ်တဲ့အချိန်မှာတင့်ကိုသူ့အတက်ထက်ချစ်တဲ့သာဝရဘုရားဟာလောကကိုကြွလာဖို့တဲ့လွန်ခဲ့တဲ့နှစ်ပေါင်း900နှစ်ပေါင်းနောက်များစွာကနဲ့ကြိုတင်ပြီးကမှဒင်းစိတ်ဤတင့်ကိုချုပ်လွှဲနေကြရာဟာလောကကိုကြော်လာတယ်ဆိုတော့ဒီပေါင်းလေးပါရှင်ပါတယ်။ဒါနဲ့ဒီရုပ်ရှင်တော်မှာ